အားလုံးကလည်းခင်ဗျာ Weibo Channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီကနေ့မှာတော့မနက်ပြန်စနေနေ့ညမှာရှင်းပြင်ကြားကြမယ်ဆန်လန်နဲ့အာဆင်နယ်တို့ရဲ့ပွဲချုပ်ဆုံးမချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့စနေနေ့ညမြန်မာစံတော်ချိန်ည7:00နာရီမှာကစားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကအာဆင်နယ်အနေနဲ့အနိုင်ရဖို့အတွက်ဆိုရင်ဘာမဆိုလှုပ်ဆောင်ရမယ်လို့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုဒီမထင်မှတ်ပဲဒီပွဲစဉ်ကအာဆင်နယ်အတွက်အခက်ခဲတဲ့ပွဲစဉ်ဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့ဆန်လန်တင်းရဒီနှစ်တက်တဲ့အသင်းတွေထဲမှာကစားပုံအကောင်းဆုံးအသင်းလို့ပြောလို့ရတယ် ကျွန်တော်ဒီဆန္ဒလမ်းနဲ့ပတ်သက်ပြီးကျွန်တော်ဖွယ်ပေးမှာပွားတွေးရလဲဆိုတော့ဒီပြီးဟိုပြီးခဲ့တဲ့ဝိုင်းရဘက်ကဒီ Chelsea နဲ့ဆန္ဒလမ်းမှာကျွန်တော်ကြည့်ခဲ့တယ်အဲ့ဖွယ်တယ်မှာဆိုရင်ဆန္ဒ Chelsea ညံ့လို့ရှုံးတယ်ဆိုတာဆန္ဒလမ်းကိုယ်တိုင်လည်းတကယ်ကိုကောင်းခဲ့တယ်နော်ဟိုပြီးတော့ဒီသူ့ရဲ့ क्व င်းလည်းက Chelsea क्व င်းလည်းဟိုတော့ရှင်ပြီးကစားနိုင်တဲ့အနေအထားမျိုးတွေတချို့တော့ခိုက်တဲ့နေမှာကျွန်တော်တွားပြီးတွေးရတယ်နောက်ပြီးသူတို့ဒီ deep block ကစားလာလဲဆန္ဒလမ်းကတကယ်ကိုကောင်းမွန်တဲ့အသင်းလို့ပြောလို့ရတယ်ဒါကြောင့် Arsenal အနေနဲ့ဒီပွဲစဉ်ကို အနိုင်ရဖို့အတွက်ဆိုရင် ခုနကကျွန်တော်ပြောသလိုပဲဘာမှဆိုလှုပ်ဆောင်ရမယ်နောက်ဆုံးဒီအနိုင်ရဖို့အတွက်ဆိုရင်စပ်ပြီးတွေကနေဂိုးတွေပဲ twin လို့ပဲနိုင်နိုင် open play တွေကနေဂိုးတွေပဲ twin လို့နိုင်နိုင်ဘာမှဆိုလှုပ်ဆောင်ရမယ်ပွဲလို့ကျွန်တော်တော့မြင်တယ်ဘာလို့လဲဆိုတော့ဒီပွဲစဉ်ကခုနကပြောခဲ့သလိုပဲ Arsenal အတွက်ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်ပထမအဦးဆုံးဒီနေ့တင်းကြလက်ရှိအနေအထားတွေကိုကျွန်တော်တို့သုံးသပ်ကြည့်အောင် အာဆင်နယ်ကတော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲတွေမှာဆိုရင်ဒီဘန်လီအသင်းကိုဝေးဝဲမှာ2ဂိုးကိုမီဆိုရတဲ့နိုင်ရရှိခဲ့ဒီပွဲတွေမှာဆိုရင်ဒီဒီကလာရိုက်နဲ့ဒီပီတာယော့ဂရက်ကအာဆင်နယ်အတွက်ဒီအကောင်းဆုံးပုံစံပြသပြီးနိုင်ပွဲကိုဖော်ဆောင်ပေးခဲ့တယ်။နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ9ပွဲမှာဆိုရင်လည်း9ပွဲစလုံးအနိုင်ရရှိတာတယ်။ဒီ9ပွဲမှာဆိုရင်လည်းပေးကူကတကိုးပဲရှိထားတယ်။နောက်ဆုံး၄ပွဲမှာ၄ပွဲလုံးကလင်းရှိရယူထားတယ်။ဒါကြောင့်အာဆင်နယ်ရဲ့လက်ရှိအနေထားကအကောင်းဆုံးပုံစံလို့ပြောတယ်ဆိုတာထက်အဲ့တပိုးတဲ့စကားလုံးရှိရင်တောင်ပြောတဲ့ အနေထားမျိုးလို့ကျွန်တော်တော့ထင်တယ်ဘာလို့လဲသူတို့ဒီတစ်ခုပြီးတစ်ခုကျွန်တော်တို့ record တွေကိုကျွန်တော်ချိုးဖြတ်ပြနေတယ်ဒါလည်းဟိုလက်ရှိ DRD မှာ Arsenal ရဲ့ squad တဲ့အင်အားတောင့်တင်းလာမှုနောက်ပြီးဒီကစားသမားတွေရဲ့တယောက်နဲ့တယောက်ယုံကြည်မှုတယောက်နဲ့တယောက်နားလည်မှုပြီးနိုင်ပွဲရလို့စိတ်အောင်မြင်မှုစားတော်စိတ်ဒါတွေကဟိုဘယ်လိုပြောရမလဲအကုန်လုံးဒီပေါင်းဆက်သွားတဲ့အခါမှာ Arsenal ကလက်ရှိအနေအထားကဟိုတုံတုံတင်းအောင်အာဆင်နယ်ကို ိုရက်တန်းဖို့ခင်းတဲ့အနေအထားမျိုးတော့ဖြစ်နေတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကဆန်ဒါလက်တင်ကတော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုရင်အင်ဂွဲ့မှာအေဗာဒန်တင်နဲ့တစ်ဖက်တကိုးစီတည်ကြခဲ့တယ်။နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ၅ပွဲမှာဆိုရင်၃ပွဲနိုင်ပြီးတစ်ပွဲတည်းတစ်ပွဲရှုံးနေထားတယ်။ရှုံးနေတဲ့ပွဲစဉ်ကတော့မန်ချက်စတာယူနိုက်တက်နဲ့အဝေးဘုံပွဲစဉ်မှာဒီပွဲစဉ်မှာတော့၂ဂိုးကိုမရှိဆိုတော့ရလာနေရှုံးနေခဲ့တယ်။သူတို့ဟိုးရဘက်ကတော့တော့ချက်စီကိုဝေးခွင်းမှာ၂ဂိုးတကိုးဆိုတော့ရလာနေအနိုင်ရရှိခဲ့တယ်။ဒါကြောင့်ဆန်ဒါလန်ရဲ့လက်ရှိအနေအထားကကောင်းနေတယ်လို့ပြောလို့ရတယ်။အာဆင်နယ်နေနဲ့ သတိကြီးကြီးထားကစားဖို့လိုအပ်ပါတယ်။အာဆင်နယ်ရဲ့ဒီမနက်ပြန်ဖြစ်နိုင်ပွဲလူစည်းကိုကျွန်တော်တို့ထပ်ပြီးဆွေးနွေးကြည့်အောင်။အာဆင်နယ်အနေနဲ့ကျွန်တော်မနက်ပြန်ပွဲဒီမှာဆိုရင်ကျွန်တော်အမြင်ကဒီဗီတာယောက်ရက်ကပါဖို့မပါဘူး။ဒီမတေချာတာကြောင့်ဒီမနက်ပြန်ပွဲကမီကင်မိုရီနိုပဲတိုက်စစ်မှာထားသုံးဖို့ရှိနေတယ်။တောင်ပန်တွေကတော့ကျွန်တော်တို့ထွေထူးပြောကြမလို့ဘူး။ပူကာယိုဆာကာနဲ့လီယန်နိုထော့ဆက်ရှိမယ်။ပြီးရင်နံပါတ်10ရိုးနေရာမှာဒီအဘရီချီအဇေးကစားမယ်။ဒီကွင်းလေအတွဲမှာဆိုရင်ကျွန်တော်တို့ဒီကလာရိုက်နဲ့ ဒီ Martin Zubiman ဒီအတွက်ရှိမယ်ဒီ Consistently ကတော့ဟိုထုံးစံတိုင်းပေါ့ကျွန်တော်တို့ရဲ့ဒီအရာအားကိုရတဲ့ဖူးကတွေဖြစ်တဲ့ဒီဒီ right ဘက်မှာဆိုရင်ဒီ Julian Dema ရှိမယ် left ဘက်မှာဆိုရင် Ricardo Calafiori ရှိမယ်ဒီ Consist ဒီ center back အတွဲမှာဆိုရင်ဒီ Saliba နဲ့ Gabriel အတွဲကိုပဲကျွန်တော်ဖြစ်ဖို့များတယ်လို့ကျွန်တော်တော့မြင်တယ်လက်ရှိ Arsenal အသင်းကတော့ဘလိုမျိုး play style ရှိလဲလို့ကျွန်တော်ပြောဖို့လိုမယ်တော့မထင်တော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မှာ game on မူတည်ပြီးတော့ကစားနိုင်တဲ့ ကစားပုံတွေအမျိုးမျိုးရှိနေတဲ့အတွက်ကြောင့်ဒီအားနဲ့ပတ်သက်ပြီးကျွန်တော်ထွေထူးပြောစရာတော့မလိုတော့ဘူးနောက်ပြီးကျွန်တော်တို့ခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်လေဒီဆပ်ပီးတွေကနေဂိုးတွေတွင်းလာရုံမကဘူးဒီအိုဗန်ပလေးတွေကပါကျွန်တော်တို့ဂိုးတွေတွင်းလာနိုင်တာကိုတွေ့ရတယ်ဒီတစ်ဖက်ကကျွန်တော်တို့ဆန်ဒလန်ရဲ့ဟိုပုံစံကိုကျွန်တော်တို့အနေငယ်ဆွေးနွေးကြည့်အောင်ဆန်ဒလန်ကတော့ခုနောက်ဒီဖိုက်ဖိုးဝမ်ဖော်မေးရှင်းကိုအကောင်းဆုံးကျေပြီးတော့ဒီဘလော့ကိုအကောင်းဆုံးကစားနိုင်တယ်သူတို့ဒီလောင်းဘောတွေနဲ့သူဒါတိုင်းအတက်ဆန်ဆန်လဲကစားတတ်ပါတယ်ဒီနောက်ပြီးတော့ဒီသူတို့အားတာတဲ့ကောင်နာအတက်ကို ကောင်းကောင်းအတုံးချပြီးဂိုးတွေသွင်းနေရှိပါတယ်။တို့ပြီးခဲ့တဲ့ဟိုးရင်တစ်ပတ်ကချယ်ဆီနဲ့ပွဲတယ်မှာဆိုလဲဒီအနိုင်ဖို့ဆိုရင်တို့ကောင်နာအတက်ကနေအမှန်ဆိုရင်အဲ့ပွဲမှာဒီဘောလုံးထိချက်အရန်တော်များခဲ့ဘူးတို့ဒီဒုတိယဥဆောင်ဒုတိယအနိုင်ကိုသွင်းသွားခဲ့တာ။ဒါကြောင့်အာဆင်နယ်အနေနဲ့ဟိုဒီပွဲတင်ကိုကျွန်တော်အနည်းချုပ်ပြီးသုံးသပ်ရမယ်ဆိုရင်တော့အာဆင်နယ်အနေနဲ့ဒီနေ့ပွဲတင်မှာခက်ခက်ခဲခဲကစားပြီးတော့အနိုင်ရသွားမယ်ပွဲစဉ်တို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။ဗီဒီယိုလေးကိုဆုံးနေကြည့်ပြကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။